မင်းကလေးတွေကိုအရှက်ရစေရဲ့မေကုနဲ့မေကမီယာကထိမ့်သိမ့်ခံပြရတဲ့နောက်ထိုင်းမလေးတွေကိုမေကုနဲ့မင်းနီရဲ့ငိမ့်ချက်ထအောင်မင်္ဂလာဝါပရိသတ်ကြီးငိမ့်ချက်ထအောင်က2016ခုနှစ်လောက်ကစတင်ကပတ်ဗီဒီယိုတွေကိုဖန်တီးခဲ့သူပေါ့မြန်မာနိုင်ငံမှာပရက်ဗီဒီယိုတွေကိုဖန်တီးသူနေတဲ့ချိန်ကနေစတင်ကပရက်စတာတယောက်ဖြစ်လာပါတယ်လမ်းမပေါ်မှာသူ့ရဲ့သူတွေကိုလည်းကျွန်တော်ချောလာဆိုပြီးတော့လိုက်မိပြီးသူ့ရဲ့မေကုနေကလူအများကိုတော့ပျော်ရွှင်စေခဲ့ပါတယ် အမေခံရသူတွေရဲ့မှာခက်ခဲနေသူတွေကိုလည်းကူညီပေးကြတာကြောင့်လူတည်များလာသူဖြစ်ပါတယ်။အောင်မြင်လာပြီးရနောက်မှာတော့ငိမ့်ချန်ထအောင်ကပို့ပြီးတော့မမေးတဲ့မေခွန်းတွေကိုလည်းလိုင်းမေးခဲ့ပါတယ်။သူမေးတဲ့မေခွန်းတွေထဲမှာမိန်းကလေးတွေကိုအချက်ရစီမဲ့မေခွန်းတွေလည်းပါဝင်သွားခဲ့ပါတယ်။မိန်းကလေးတွေကအဲ့ဒီမေခွန်းကိုကြားပြီးအရန်ချက်သွားခဲ့ပြီးတော့သူ့တို့ကခုကိုပြန်မလုပ်ပေမဲ့အမေခံရတဲ့မိန်းကလေးတွေရဲ့မိသားစုဝင်တွေကလည်းဒေါသရိုက်ထွက်ကြပါတယ်။လမ်းမှာတော့ပထမဆုံးချိန်ဆုံးပူတဲ့မိန်းကလေးကို စမ်းပြတဲ့မိကွန်းနဲ့လိုက်ပေးတာက အမေခံရရဲ့မြို့သမီးတွေရဲ့ကိုကိုယုံကြည်မှုနဲ့ကိုကျင့်တရားကိုပါထိပါစေတယ်ဆိုပြီးတော့အရေးယူဖို့တန်လိုက်ပါတယ်။အဲဒါကြောင့်ငိမ့်ချန်ထောင်က2024ခုနှစ်ဧပြီလမှာပဲအထင်းသိမ်းခံလိုက်ရပါတယ်။ငိမ့်ချန်ထောင်ကသူ့မိရဲ့မိကွန်းတွေကမြန်မာမိန်းကလေးကိုအဆက်ရစီမဲ့မိကွန်းဖြစ်ရည်ရွယ်တာမဟုတ်ပဲအဆက်ကြောင့်ကြီးကြောင့်ကိုပေါ်ပြချင်တာဖြစ်တယ်လို့ပြန်လည်ဖြေရှင်းထားပါတယ်။သူ့ရဲ့အရှင်တို့ကပရက်ဗီတွေကတော့ သူတပားကိုပျော်ရွှင်စေပေမဲ့လေအမေခင်အမေကလေးတွေကတော့ဂုံတိတ်ခါကိုထိပါသွားစေတာကြောင့်နောက်ထပ်မလုပ်တဲ့ကြောင်းပြောကြပါတယ်ဒီလိုပရပ်ဗျူတွေကအခြားနိုင်ငံတွေမှာလည်းရှိပြီးဒီလိုမိတာကလည်းပရပ်ဗျူတွေရဲ့သဘောတရားပဲဖြစ်တယ်လို့ပြောကြပေမဲ့သူနောက်ဆုံးဖန်တီးခဲ့တဲ့ဗီဒီယိုကတော့သဘောမကျတဲ့သူတွေများပါတယ်ငိမ့်ချန်ထအောင်အထိမ့်သိမ့်ခံရပြီးရှစ်လခန့်ကြာမှတော့ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်ပရပ်ဗျူတွေကိုမြန်မာနိုင်ငံမှာထပ်လုပ်ခွင့်မရှိတာကြောင့်ထိုင်းနိုင်ငံကိုကူးပြောင်းသွားပါတယ် မတူတဲ့အခြားပြည်သူပုံစံနဲ့ပြန်လည်ထွက်ပေါ်လာမှာဖြစ်တယ်လို့ပြောပြီးတဲ့နောက်မှာတော့ထိုင်းမလေးကိုပြတ်လောက်တဲ့ဗီဒီယိုတွေနဲ့ပြန်လည်ပေါ်ထွက်လာခဲ့ပါတယ်။ထိုင်းမတွေ့ရဲ့ main ကလေးတွေကိုတော့ Instagram အကောင့်လိုက်မိတဲ့ပြတ်ဗီဒီယိုတွေကိုစတင်ဖတ်တင်းနေပြီဖြစ်ပြီးမြန်မာနိုင်ငံမှာဗီဒီယိုတွေလုံးလုံးမချရင်ထိုင်းမတွက်လုံးမယ်လို့ဆုံးဖြတ်ထားတဲ့သူပေါ့။ထိုင်းမလေးတွေကိုပြတ်ဗီဒီယိုတွေလောက်တာနဲ့ပတ်သက်ပြီးသဘောကျသူလည်းရှိတယ်လို့သဘောမကျသူလည်းရှိပါတယ်။ငိမ့်ချန်ထရဲ့ဗီဒီယိုတွေမှာအမေးခံရတဲ့ ထိုင်းမျိုးသမီးရဲ့ပုံကလည်းပါဝင်နေရကြောင်းသူ့အတွက်အနေရဖြစ်မှာစိတ်ပူပြီးသတိပေးထားရတူလည်းရှိပါသေး။ငိမ့်ချန်ထောင်ကအရှင်ကတော့မြန်မာနိုင်ငံမှာလူသိများခဲ့ပေမယ့်အခုတော့ထိုင်းနိုင်ငံကိုပါလျှောက်သွားပြီးနိုင်ငံတကာထိထိုးပေါက်နိုင်မယ့်ပရက်စတာတယောက်ဖြစ်လေဥတည်နေပါသေး။မင်းကလေးတွေကိုဂုံတိခါထိခိုက်စေမယ့်မိကုနေမိခဲ့ပြီးနောက် ထိုင်းနိုင်ငံမှာနာမည်ကြီးအောင်ကျူးစားနေတဲ့ငိမ့်ချန်ထောင်ကိုအရှင်လိုအားပေးအောင်မလားဆိုတော့ကိုမမပြောပြခဲ့ပါအောင်နော်။ ကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ဟုတ်ကဲ့ပါဒီနေ့တော့ဒီလောက်နဲ့ပဲရှင်းလာလိုက်ပါစေ။အခုလိုစိတ်ဝင်စားကြအကြောင်းအရာတွေကိုနေ့စဉ်တင်ဆက်ပေးမှဖြစ်လို့ကျမတို့ channel ကိုလည်းအားပေးကြပါအောင်နော်။အဆုံးထိကြည့်ရှုအားပေးကြတဲ့ပရိသတ်တရား channel ကိုလည်းအထူးကျေးဇူးတင်ကြောင်းပြောကြားလိုက်ပါပါစေရှင်။